အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စင်ကာပူမှာရှိနေတဲ့လူတိုင်းမဖြစ်မနေသွားလေသိတဲ့နေရာလေးတစ်ခုချောင်းကျွန်တော်ပြပြပေးမှာပေါ့နော်အဲဒီနေရာလေးကတော့ Rainforest White Asia ဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ဒီစင်ကာပူမှာ match လာပေါ့နော်အခု2025 match လာစနေရနေ့ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒီကောင်လေးကစင်ကာပူရဲ့ငါးခုမြောက်တလိပ်ဆန်ဥယျင်ဖြစ်တယ်ပေါ့နော်ဒီကောင်လေးကိုသွားလဲမဲ့လူတွေကတော့ချက်ချင်းနဲ့တော်ရဲရောက်သွားတယ်လို့ခန်းစားရမှာဖြစ်တယ်ပေါ့နော် ီကောင်လေးကတခြားတလိဆန်ဝေးအနေနဲ့မတူတာကတော့သူကတဘာဝအတိုင်းဒီတလိဆန်နေနဲ့တစ်ပင်တွေကိုကျွန်တော်တို့ကလေးလာခွင့်ရတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဒီနေရာလေးကိုဘယ်သူတွေတွားလဲတင်လဲဆိုတော့ကျွန်တော်တို့ကဒီစွန်စားကန်းလေးကိုသဘောကျတဲ့လူတွေပေါ့နော်ဥပမာ adventure လို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးဒီတောတွေကိုတွားပြီးတော့လေးလာတဲ့ပုံစံမျိုးသဘောကျတဲ့ဆိုရင်တော့တွားပြီးလဲတင်ပါတယ် ဒီဥယင်လေးကတော့သဘာဝအလားတရားတွေကိုအတူယူဖန်တီးထားတာဖြစ်တယ်ပေါ့နော်အထဲမှာဆိုလို့ရှိရင်လဲစုံအနေနဲ့ရှစ်ခုပါဝင်တယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်အထဲမှာလဲဒီကြောက်ဆောင်အနေနဲ့လှုပ်ဝက်တဲ့ခူတွေပုံစံမျိုးဖန်တီးထားတာပေါ့နော်အဲ့တော့ကိုကသွားပြီးစွန်းစားကနေပြုလုပ်ခြင်းလဲဆိုရင်တော့ဒီညံလေးကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ပထမအဆုံးစုံအနေနဲ့ကတော့ crash စုံလို့ခေါ်ပါတယ်ပေါ့နော်အဲ့ဒီနေရာမှာကတော့ကျွန်တော်တို့ကဒီလေးဆန်နေကြည်လာမျိုးနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကြောက်ဆောင်နေပေါ်မှာစွန်းစားကန်နေဖွင့်တာမျိုးလုပ်လို့ရတယ်ပေါ့နော်ဥမာကြောက်ဆောင်နေပေါ်ကျွန်တော်တို့ကတက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတဲ့နေရာပါ ဒုတိယဇုံအနေနဲ့ကတော့ forest floor ဇုံဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကတော့ကျွန်တော်တို့ကတလိပ်ဆန်နေတဲ့ဒီလိုမျိုးတန်းတူပေါ့နော်အာလောင်းရင်ခတ်ထားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအနီးကပ်တပ်ပုံရိုက်လို့ရတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုဟာမျိုးဖြစ်ပါတယ်သုံးခုမြောက်စုံအနေနဲ့ကတော့ rock kisket လို့ခေါ်ပါတယ်ပေါ့နော်အဲ့ဒီနေရာမှာတော့ကျွန်တော်တို့ကဒီမလေးရှားကြားမျိုးစိတ်တွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီတောင်တက် claim လုပ်တဲ့ဟာတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကချမ်ပီပေါ့နော်အဲအမြင့်ပေ17မီတာလောက်ကနေခုံချလို့ရတဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော် လေးခုမြောက်စုံအနေနဲ့ကတော့ the watering hotel ဆိုလို့ခေါ်တယ်ပေါ့နော်အဲ့ဒီမှာကတော့ကျွန်တော်တို့ဒီမလေးရှားဝက်ဝံမျိုးစိတ်တွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီမှာကခလေးကစားကွင်းတွေရှိတာဖြစ်တဲ့အတွက်အဲ့ဒီနေရာကတော့ခလေးတွေနဲ့သွားမဲ့လူတွေအတွက်ကတော့အထင်တော်ဆုံးဖြစ်မှာပါ ၅ခုမြောက်စုံအနေနဲ့ကတော့ the carbon zone ပေါ့နော်အဲ့ဒီနေရာမှာကတော့ဒီမလေးရှားခူတွေပုံစံမျိုးကိုအတူယူပြီးဖန်တီးထားတာပေါ့နော်အဲ့ဒီမှာကတော့မွေတွေကင်မီကောက်တွေအများစုကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်၆ခုမြောက်စုံအနေနဲ့ကတော့ the carbon restaurant zone ပေါ့နော်အဲ့ဒီမှာကတော့သူကကြောက်ဆောင်ကြားထဲမှာဒီစားတောက်ဆိုင်ပုံစံမျိုးဖွင့်ထားတာပေါ့နော်အဲ့တော့ကိုကထူးထူးခြားခြားကြောက်ဆောင်ကြားထဲမှာသွားပြီးတော့စားတောက်ချင်တယ်ဆိုရင်တော့ဒီနေရာလေးကိုသွားဖို့အကြံပေးခြင်းပါတယ်အခုလက်ရှိဒီ rainforest white asia zone တွေကိုသွားပြီး level ချင်တဲ့သူတွေအနေနဲ့ကတော့ဒီ မန်ဒိုင်းဝက်ဆိုက်မှာပေါ့နော်သူတို့ကလူကြီးအတွက်ဆိုလို့ရှိရင်တော့33ဒေါ်လာကလေးအတွက်ဆိုရင်တော့30ဒေါ်လာပေါ့နော်အဲ့တော့ကိုကအခုလက်ရှိစင်ကာပူမှာရှိနေရဆိုရင်တော့မဖြစ်မနေသွားပြီးတော့လဲတင်းတဲ့နေရာလေးပါအဲထုံးစံတိုင်းကျွန်တော်ကတော့အောင်မျိုးစော်ပါကဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများရှိတင်ပါတယ်နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်